ားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဒီမိုပါဦးအောင်စရာကထိုင်းနိုင်ငံအယုဒ္ဓယကိုတိမ့်ပိုက်တဲ့အခါမှာထိုင်းနိုင်ငံကိုမိရှုခြင်းနဲ့ထိုင်းနိုင်ငံရဲ့ဇီရီပထိုးတွေကိုဖျက်ဆီးခြင်းဇီရီပထိုးတွေကိုမိရှုခြင်းထိုင်းနိုင်ငံရဲ့ကိုဝင်တဲ့မြို့သမီးတွေကိုမောင်းဆောင်တွေမှာထည့်ပြီးထောင်းနေဆိုတာနဲ့ပတ်သက်ပြီးဒီအကြောင်းအရာတွေဟာထိုင်းနိုင်ငံထိုင်းလူမျိုးတွေရေးတဲ့စာရေးဆရာတွေတမိုင်းဆရာတွေရဲ့ကဘာကိုငိုပြခြင်းတတ်တတ်တာဖြစ်တယ်လို့ကျွန်တော်ယူဆရွေ့ကျွန်တော်ဒီဟာကိုတင်ပြပါတယ် ကျွန်တော်တို့မြမတမိုင်းဆရာတွေရှေ့ရှေ့ရရေးခဲ့တဲ့တမိုင်းဆရာတွေကျွန်တော်ခဏဖယ်ထားပြီးတော့လက်ရှိကျွန်တော်နဲ့နှီးဆက်တဲ့ဒေါက်တာတန်ထွန်ရေးတဲ့အမိန်တော်ဒဲကတမိုင်းများဆိုတဲ့စာအုပ်ထဲကနေပြီးတော့ကျွန်တော်တင်ဆက်ပေးပါမယ်။အလောင်းမင်းတရားကြီးဦးအောင်ဇေယျထိုင်းနိုင်ငံကိုတိမ့်ပိုက်တဲ့အချိန်မှာ1960မတ်လ13ရက်နေ့ထုတ်တဲ့အမိန်စာတမ်းတစ်ခုရှိပါတယ်။အဲ့ဒီအမိန်စာတမ်းမှာဦးအောင်ဇေယျရန်သူနယ်မြေကိုတိမ့်ရောက်တဲ့အခါမှာမြည်သူတူးတယောက်မြမီးမတင်ရဆိုတဲ့အမိန်စာပါပါတယ်။ မိမတင်ရဆိုတာကတော့ရန်သူနယ်မြေကိုမိမရှိုးအောင်တကယ်လို့စစ်ပွဲမှာမိလောင်သွားခဲ့ရင်တောင်မှအဲ့ဒီနေရာမှာမိတပ်တပ်ဖွဲ့ရှိရမယ်ဆိုတဲ့တပ်ဖွဲ့မျိုးဥအောင်စရာကဖွဲ့စည်းထားပါတယ်ဒါပေမဲ့တကယ်တရားဝင်ဖွဲ့စည်းထား1983 1984ခုနှစ်မှာဥအောင်စရာမိဘေးကာကွယ်တပ်ဖွဲ့ကိုဖွဲ့စည်းတယ်1988ခုနှစ် AV လာတရက်နေ့မှာကျွန်တော်ပြန်ပြောပါမယ်1983 1900 84ခုနှစ်မှာမိဘကာကွယ်တပ်ဖွဲ့ကိုဖွဲ့တယ်1988 AV လတရက်နေ့မှာမိဘတဲ့ပြည်သူနဲ့တိမ့်ပိုက်ထားတဲ့ရန်သူနယ်မြေတွေမှာမိဘလောင်နေဆိုကာကွယ်ထောက်ပံ့ရမယ်ဆိုတော့မိဘကိုတော်တော်ပြူးဆိုင်ထားပါတယ်အဲ့ဒီမှာကျွန်တော်ထပ်ပြောပါမယ်1960မလ73ပြည်သူဒီရန်သူနယ်မြေတွေတိမ့်ပိုက်တဲ့အခါမှာသူ့ရဲ့တားတော်ကြီးတွေသူ့ရဲ့စစ်သူကြီးတွေကိုရန်သူနယ်မြေမီးလုံးဝမရှို့အောင်အဲ့ဒီဥစ္စာကိုအမိန့်စာအထူးပြန်နှောင်း အနေနဲ့ဖွဲ့စည်းထားပါတယ်နောက်တစ်ချက်ဒီလိုနေရာမျိုးတွေမှာပြည်သူလူထုကိုတခုခုဖြစ်ခဲ့တဲ့မီးလောင်တဲ့ကိစ္စမျိုးဖြစ်ခဲ့တဲ့ဆိုရင်ဥောင်စီရကကောက်ွယ်ဆောင်ရှောက်ရမယ်အဝိစားထောက်ပံ့ရမယ်အစားအသောက်တွေထောက်ပံ့ရမယ်အဲ့ဒီရန်သူနေမှာရှိတဲ့ရဟန်းပြည်သူတွေကိုလည်းရှင်လေးပါဖြစ်တဲ့စွမ်းကြောင်းစေးတင်ငံမပြတ်တော့ပါဘူးဒါတွေကိုပြတ်ထောက်ခြင်းမလုပ်ရဘူးဒါတွေကို ထောက်ထောက်ပံ့မြဲထောက်ပံ့ပေးရမယ်ဆိုတဲ့စာတန်းကိုလည်း1960မတ်လ13ရက်မှာဥအောင်စရာကအမိန့်စာပြတ်တမ်းမှာရေးထားပြီးသားဖြစ်ပါတယ်။ကျွန်တော်တို့တရားဥအောင်စရာရဲ့ဒီကျွန်တော်တို့မြန်မာတမိုင်းပညာရှင်တွေရေးတဲ့အကြောင်းအရာကိုမဖတ်ဖဲနဲ့တခြား ိုင်းနိုင်ငံကရေးတဲ့စာရေးဆရာလေးဖတ်ပြီးကျွန်တော်တို့တွေအတီယူကြပြီးတော့ငါတို့တွေကဒီလိုလုပ်ခဲ့တာမျိုးလားဆိုပြီးတော့ကျွန်တော်တို့တွေကထင်အောင်ထင်မှတ်ဖြစ်ခဲ့ပါတယ်ဒါဟာသူတေသနာတစ်ခုအနေနဲ့ကျွန်တော်ဟာရှာဖွေတွေ့ရှိမှုတင်ပြခြင်းတာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်တင်ပြနေတဲ့အစအဦးတွေထိုင်းနိုင်ငံစီစီပထိုးများကိုတစ်ချက်ကြည့်ကြအောင်ဒီစီပထိုးတွေမှာအခုလက်ရှိကျွန်တော်မြင်နေရတဲ့အလဲမှာခွတ်နေရတယ်ရှိတယ်။နေရည်ကြီးစောင်းနေတာရှိတယ်။ကျွန်တော်တို့သူ့ထက်စောတဲ့ပကံတော်ကျွန်တော်တို့ဘာမှမဖြစ်ဘဲနဲ့ထိုင်းနိုင်ငံရဲ့ဗီဒူကာတွေညံ့နာကိုလည်းကျွန်တော်တို့တီးတီး ဒါတွေကိုကြည့်ရှုရင်လည်းသိချင်ပါတယ်ထိုင်းနိုင်ငံပြည်သူကလည်းဘလောက်ညံ့လဲဆိုရင်တို့ရဲ့ဒီ foundation ချတာတွေတို့စောက်တာတွေကတော်တော်ညံ့ဖြစ်ပါတယ်ကြည့်လိုက်ပါကျွန်တော်ထိုင်းနိုင်ငံကိုရောက်တဲ့အခါမှာဒီဟာတို့ကြောင့်သေချာရိုက်ကြည့်တယ်ကျွန်တော်ပကံထက်တို့ကနောက်ကျပြီးမှဒါတွေကိုတဲ့တယ်ဒါပေမဲ့တို့ရဲ့မြေနေထားတို့ရဲ့အရာကြောင့်ဒါတွေဖြစ်တယ်ငိုချင်ရဲ့လက်တို့ဥုံစရာရောက်မှာဥုံစရာဖြစ်စည်းဖြစ်တယ်လို့ဖြစ်ချင်လဲတို့ရေးတာဖြစ်နိုင်တယ်တကယ်တို့ခက်ကလက်နဲ့အရာမကောင်းဘူးစင်ရမကောင်းတဲ့အတွက်စပရိရည်တွေအများကြီးတုံးရတယ်လူတွေကိုစိတ်ပညာတွေ နော်တသနိကတွေဓာတ်တွေကိုသူတို့တွေထုတ်ပြီးတုံးအတွေးခေါ်ပညာရှင်တွေသူတို့ထုတ်တုံးရပါတယ်။ဥပမာဥောက်ဇေယကမွန်နီကိုတိုက်တဲ့အခါမှာမွန်နီကအင်အားများတယ်ကျွန်တော်မတိုက်နိုင်ဘူး။ဒါလည်းအခုသူတို့ကတော့ဥောက်ဇေယကဖြတ်စည်းခဲ့တယ်လို့သူတို့ကတော့ဓာတ်တွေကိုတင်ပြပါတကယ်တမ်းတော့သူတို့ရဲ့ပြည်သူကညံ့နိုင်လဲပါပါတယ်။ပြည်သူကတွေမှာအခုသူတို့လက်ရှိခုမြင်နေတဲ့နေရာတွေကတချို့နေရာတွေဆိုကျွန်တော်တို့ဒီပကံမှာဆိုလို့ရှိရင်အဖြောင်းတိုင်းတက်တက်မမမရှိမဲ့သူတို့နိုင်ငံမှာမြေနေထားတယ်မြေကြီးရဲ့ခွက်ဝင်မှုတွေကြောင့် တို့ကအတွင်းထဲမှာခွတ်တော်တာရှိတယ်စောင်းတော်တာရှိတယ်ဒါပေမဲ့ဥအောင်စီရဟာရောက်တဲ့နေရာတိုင်းမှာဇီတိတစုတဲတယ်ဖျားတစုတဲတယ်ဆိုတော့တို့ရဲ့မြန်မာဘရင်တွေရဲ့ရှေးတုန်းကပေါ့တို့စကြရင်းမင်းတို့ဟာဒီတက်ကြတာကီနယ်ဝင်တွေကနေပြီးဆင်းသက်လာတဲ့မျိုးမျိုးဆိုပြီးတို့ကိုတို့တတ်မှတ်ထားတဲ့ဇာတိမှန်နေရှိပါတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတို့ဟာတော့တို့ကိုတို့ အမြဲတမ်းသာသနာပြုမင်းနေဖြစ်အောင်လုပ်နေတာဖြစ်တဲ့အတွက်ဒီလိုမျိုးတွေတော့မလွတ်လောက်ဘူးဆိုလဲဒီသမိုင်းစာပေထဲမှာကျွန်တော်တွေ့ရှိထားတယ်ဒါကတော့ဒေါက်တာတန်ထွန်းရေးတော်ကိုကျွန်တော်ကိုးကားပြီးကျွန်တော်ပြောပါတယ်အခုလက်ရှိမြေအနေထားအရာထိုင်းနိုင်ငံမှာရှိနေအောက်ဦးတွေဒီရုပ်တရက်မှာရှိနေတဲ့ဇီဒီပထိုးတွေပြုတ်ပြချင်းကလည်းလည်းလက်ရှိအတွင်းထဲမှာခွက်ဝင်ထားတာလေဘေးကိုစောင်းနေတာလေသူတို့ရဲ့ပြည်သူကညံ့တာလေကျွန်တော်တော်တော်များများတွေ့ပါတယ်ဒါတွေကိုလည်းကျွန်တော်အခုဟိုဟိုအားလုံးမြင်တာအောင်ကျွန်တော်ရိုက်ပြထားပါတယ်ဒါတွေကိုကြည်ချင်းအဖြစ် ကျွန်တော်တို့တွေဟာသူတို့နိုင်ငံကလူတွေရေးတဲ့စာပေကိုလည်းမယုံကြပါနဲ့အမှတ်ယူပါနဲ့ကျွန်တော်တို့နိုင်ငံရေးတဲ့စာပေတွေလေ့လာပါကျွန်တော်တို့လူမျိုးတွေရေးတဲ့တမိုင်းကိုလည်းသိပါဆိုတဲ့အကြောင်းနဲ့ကျွန်တော်ဒါလေးကိုတင်ပြပေးလိုက်ပါတယ်အားလုံးမိမိစိတ်ကြိုက်မိမိလေ့လာထားတယ်လို့ပဲဝေဖန်ပန်းချဝေဖန်နိုင်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံကြပါစေခင်ဗျာ